်မင်္ဂလာပါယနေ့နိုဝင်ဘာလ1ရက် BBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် TLN နေနဲ့ပြစ်ခတ်ရဲစဲပြီးနောက်စစ်ကောင်စီကရခိုင်ပြည်သူလူထုတွေကိုပြစ်မှတ်ထားတာလေချောင်းကနေတိုက်ခိုက်မှုတွေအချိန်မြင့်လှုံ့ဆော်နေတယ်လို့ AA ကပြောဆိုတဲ့သတင်းကိုသတင်းတော်နိုင်နိုင်ကပေးပို့လာပြီးကိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းမြောက်မှာစေအေးဖော်ဆောင်နေတဲ့တောင်းတက် TLN နေနဲ့စစ်ကောင်စီတပ်တို့ဟာပြီးခဲ့တဲ့အော်တိုဘားလ29ရက်နေ့မှာတရုတ်ရဲ့ဂျာဝင်ညှိနှိုင်းမှုနဲ့ ြစ်ခတ်ရဲစဲချိန်မှာ စစ်ကောင်စီဟာရခိုင်ပြည်သူလူထုကိုအဓိကပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခတ်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်လာနေတယ်လို့အရခတ်တော်အေကအော်တိုဘားလ30ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့အော်တိုဘားလ30ရက်နေ့တနေ့ရဲမှာပဲစစ်တွေရဲတပ်တောင် ပုံနာကျွန်းပေါက်တော်နဲ့ကြောက်ဖြူမြို့နယ်ဇင်ချောင်းတိုက်နယ်ရှိကုံဘွေကျေးရွာကအရသာပြည်သူတွေနေထိုင်တဲ့နေရာတွေကိုလေကြောင်းရေကြောင်းကလက်နက်ကြီးပစ်ကူမှုတွေအပအဝင် တုံးအနေနဲ့ဘုံကျဲတိုက်ခတ်မှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါမြို့နယ်တွေကိုစစ်ကောင်စီကအော်တိုလာ30ရဲ့နေ့မှာဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့ရဲသားပြည်သူ၈ယောက်တေဆုံးခဲ့ရပြီးတော့22ယောက်ကတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အေအေကပြောပါတယ်။အသာလူမနေ့ကအော်တိုလာ31ရဲ့နေ့မနက်7:00နာရီခွဲအချိန်ခန့်ကစစ်ကောင်စီတပ်ကပုံနာကျွန်းမြို့နယ်ပန်းနီလာကျေးရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့ရဲသားပြည်သူ၄ယောက်တေဆုံးခဲ့ရပြီး ဆယ်ယောက်ကတော့ပြင်းထန်ဒဏ်ရာတွေနဲ့စိုးရင်ရတဲ့အခြေအနေမှာရှိနေတယ်လို့အေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့အော်တိုဝါလာ30ရက်နေ့နဲ့31ရက်နေ့နှစ်ရက်တာအတွင်းမှာရခိုင်ဒေသကိုလက်နက်ကြီးနဲ့လေကြောင်းကနေဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့် BBN ကစုဆောင်းထားတဲ့အချက်လက်တွေအရအပြစ်မဲ့အရသာပြည်သူ14ယောက်တေဆုံးခဲ့ပြီး26ယောက်ကထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်အော်တိုဝါလာ30ရက်နေ့မနက်၈ခွဲအချိန်ခန့်ကလည်း စစ်ကောင်စီဟာစစ်တွေမြို့အမြင့်ကျွန်းကျေးရွာမှာရှိတဲ့ကာကင်းစခန်းကနေရဲတိတော်မြို့နယ်မူဆယ်ကန်းကျွန်းအောက်ဇီးကိုင်းကျေးရွာကိုဒရုန်းနဲ့တုံးကျင်တန်းတိုင်းဘုံ၁၀လုံးကျော်ကျဲချခဲ့တာကြောင့်အောင်ဇီးကိုင်းကျေးရွာကဥထုံးအေးလိုင်း52နှစ်ကဘုံစားထိမှန်ပြီးတေဆုံသွားခဲ့ရတယ်လို့ကိုဖြိုးဝေထုံး22နှစ်နဲ့ဦးမောင်မောင်ထေ38နှစ်တို့ကထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။လားတူပဲအဲ့ဒီနေ့နေ့လယ်2နာရီကျော်အချိန်ကလည်းစစ်ကောင်စီတပ်က Jet Fighter နဲ့ ပုံနာကျုံမြို့ပေါ်ရှိချင်းမြန်တရင်ခမ950နဲ့နီးတဝိုက်နေရာတွေကိုပေါင်900ဘုံ၃လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အဆောက်အုံတချို့ပြိုကျပျက်စီးခဲ့ရတယ်လို့လည်းသိရပါတယ်။ရခိုင်စစ်မင်းနာမှာရှုံးနေရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာလက်ရှိမှာရခိုင်တပြည်နယ်လုံးကိုလက်လွတ်ဆုံးရှုံးရဖို့လက်ဒကန်းလူကိုရောက်ရှိနေတဲ့အချိန်ကာလတခုဖြစ်တယ်လို့အေအေကဆိုထားပါတယ်။တစ်ဖက်မှာလည်းအရခတတော်အေအေဟာရခိုင်ရုံးမနဲ့နေမြေချင်းထိစပ်နေတဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရီတိုင်းအဆရှိတဲ့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့အေတို့စီရေးလှုပ်ရှားမှုတွေရှိနေပြီးတော့နှစ်ဖက်တိုက်ပွဲတွေမှာပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်လို့အေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဆိုပါစစ်မျက်နှာသုံးခုမှာလည်းစစ်ကောင်စီဟာအရခတတော်အေရှိတဲ့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်လာပေမဲ့လည်းအေရဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်အကြအဆုံးများစွာကိုရင်ဆိုင်နေရဆဲဖြစ်တယ်လို့စီရေးသတင်းရင်းမြစ်တွေကပြောပါတယ်။စစ်ကောင်စီကမြန်မာတနိုင်ငံလုံးမှာစီးရင်နဲ့မသက်ဆိုင်တဲ့အရက်သားပြည်သူတွေနေထိုင်တဲ့နေရာတွေစတဲ့အကြောင်းစေယုံလူနေထူထပ်တဲ့ရက်ကွက်ဘာသာရေးလူမှုရေးပွဲတွေကို လေကြောင်းကနေဘုံကျဲတိုက်ခတ်တာလက်နက်ကြီး drone နဲ့ရွေကျက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့အေအေကဆိုပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဟာရှမ်းမြောက်ဒေသအပါအဝင်မြန်မာနိုင်ငံနဲ့ပြည်မှာကျင့်သုံးခဲ့တဲ့ပြည်သူတွေမြို့ရွာစာတင်ကြောင်ဈေးစေယုံစေကန်နေနဲ့ဖုန်ကြီးကြောင်လူနေဆောင်အောင်ကြီးတွေကိုပိတ်မှတ်ထားပြီးတော့လေကြောင်းရေကြောင်းလက်နက်ကြီး drone နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဆိုပါနီးလန်းတွေကိုရခိုင်ပြည်နယ်အတွင်းမှာလည်းကျင့်သုံးလာနေတာကြောင့်ရခိုင်ပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့လေကြောင်းရေကြောင်းနဲ့ ဒုတက်ခတ်မှုတွေကိုအရင်ကရက်တွေထက်ပုံမတည်ထားဖို့ကိုလည်းအေကသတိပေးထုတ်ပြန်ထားပါတယ်ကျွန်တော်ရစ်ချတ်ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘိုးကုန်းနဲ့မုံမိတ်မျိုးတို့ကို MOD လက်အောက်တပ်ဖွဲ့တွေနဲ့မဟာမိတ်ຫນွေဥတော်လိုင်းအင်အားစုတွေကစတင်ဖြန့်ခွဲနေရယူဆိုတဲ့သတင်းကိုကိုမင်းတော်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ် TNNA တပ်ဖွဲ့မှပြန်လည်ဆုတ်ခွာမယ်လို့ထုတ်ပြန်ကြေညာထားတဲ့မိုးကုန်းနဲ့မုံမိတ်မျိုးနယ်တွေကို MOD လက်အောက်ခံတရင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေဦးတော်လိုင်းရင်အင်အားစုတွေကစတင်ဖြန့်ခွဲနေရယူနေပြီလို့မြေပြင်တော်လိုင်းရင်အင်အားစုတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့ကစစ်ကောင်စီရဲ့ပြည်သူလူထုပေါ်အကြမ်းဖက်ဗုံးကျဲမှုတွေကြောင့် TMNL တပ်ဖွဲ့အနေနဲ့မိုးကုတ်မြို့နဲ့မိုးမိတ်မြို့တို့မှာတပ်ပြန်ဆုံမယ်လို့တရားဝင်ကြေညာခဲ့ပါတယ်။အဆိုပါကြေညာချက်ထွက်ပေါ်လာပြီးတဲ့နောက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးနဲ့မိုးကုတ်ဖြူပါတို့အပါအဝင် မိုးကုတ်စစ်မျက်နှာမှာစစ်ရေးတာဝန်ထမ်းဆောင်နေတဲ့လူဦးတော်လှန်ရေးအတွင်းပောက်ဖွာလာတဲ့တပ်ဖွဲ့တွေဟာမိုးကုတ်မြို့ကိုအစွမ်းကုန်ကာကွယ်မယ်လို့အသီးသီးထုတ်ပြန်ကြေညာခဲ့ပါတယ်။ယခုအခါ TNL ပြန်လည်ဆုတ်ခွာတော့မဲ့မိုးကုတ်မြို့နဲ့မိုးမိတ်မြို့တွေကိုအမျိုးသားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေနဲ့အခြားအညာမြေမှမဟာမိတ်တော်လိုင်းရင်အားစုတွေကစတင်နေရယူရာတွေပြုလုပ်နေပြီလို့သိရပါဗျ။ မိုးကုတ်ကိုကျွန်တော်အညာပြီးဟာကျန်တဲ့မိုင်းခိုင်တွေကမိုးပြီးဟာစတဲ့မဟာမိတ်တွေကလုံရဲ့နေ့ကစပြီးတော့နေရာယူထားပါတယ်1027စစ်စင်ရေးအတွင်းမိုးကုတ်မြို့ကိုသိမ်းပိုက်ရမှာတအောင်းတဖွဲ့နဲ့အတူနှွေဦးတော်လန်ရေးအတွင်းမှာပောက်ဖွာလာတဲ့မန္တလေး PD ကမိုးကုတ်ဖြူဟာအညာဖြူဟာမိုးကုတ်ပကပ train ဖြူဟာမြင်းချံ black tiger နဲ့အခြားသောတော်လန်ရေးအင်အားစုများစွာကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ် ဒါကြောင့်မိုးကုံမြို့ကို လာရှုခဲ့သူစစ်ကောင်စီဘက်ကအလွယ်တကူရရှိသွားမှာကိုအဆိုပါຫນွေဦးတော်လှန်ရေးအင်အားစုတွေအနေနဲ့လက်သက်မခံဘဲမဟာမိတ်အားလုံးပူးပေါင်းကခုခံကာဝယ်သွားမယ်လို့လည်းအညာပြူပါမှစစ်ရေးတာဝန်ရှိသူတို့က BBM ကိုဆက်ပြောပါတယ်။အခုကတော့မဟာမိတ်တွေအကုန်လုံးမှာအရိကာဘက်ချင်တပိတ်ချင်းတို့မိုးကုတ်တို့အကုန်လုံးပေါ့သူတို့တင်းရတာတိုက်ခဲတာအမှန်တိုင်းပါမယ်ဗျ။ preview ဟာပါမယ်မန်းခိုင်ရင်ပါမယ်။ ီးတော့ကျွန်တော်ဒီ black tie ကလည်းပါမယ်ပေါ့ train viewer ပါမယ်ပေါ့ဗျာမိုးပါကပါရီအညာ viewer တွေရောအကောင်လုံးကမိုးကုန်းနဲ့မိုးမိတ်ကိုရအောင်တင်နိုင်နေအောင်တို့တို့လည်းကူပေးခဲ့လားရှုလို့မျိုးကျွန်တော်တို့ကမပေးဘူး PDF တွေပြောမယ်ဆိုရင်တော့ဗမာတိုင်းသားတွေပြည်နှစ်ခုခံနေလို့တဘောပေါ့ဗျာဒါတွေမက MOD တရင်တပ်ဖွဲ့တွေနဲ့မာမိတ်တော်လိုင်းရင်အားစုတွေပူပေါင်းပြီးယခုရက်ပိုင်းအတွင်းမှာတင်မိုးကုန်းမျိုးအတွက်အရေးပါတဲ့ဖော့တော်လမ်းဆောင်တဝိုက်ကိုပြန်လည်ထိုးစစ်ဆင်ရမှာ စစ်ကောင်စီတပ်ဖွဲ့တွေတိမ့်ပိုက်ထားတဲ့ဖော်တော်လမ်းဆောင်အနီးမှာရှိတဲ့တာဝါတိုင်းဂုံးကိုပြန်လည်ဆိုးမိုးနိုင်ခဲ့တယ်လို့လည်းသိရပါဗျ။နောက်ပိုင်းရှိတယ်အဲပထမပိုင်းကတော့အမော်ဒီတိုင်းတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့ဖော်တော်ရောင်းနေတဲ့ကောင်တွေပြန်ပြီးတော့တိုးတာဖော်တော်တွေတာဝါတိုင်းတွေပြန်သိမ်းမိတဲ့အခြေအနေမျိုးပြန်ရတယ်။ကိုယ့်ဘက်ကပြန်အားတရလို့လည်းပြောလို့ရတယ်။ဒုတိယချက်ကအခုမိုးကမိုးမေးပြန်ပေးရတဲ့အခြေအနေမှာဒီဘက်ကအဖွဲ့ထုတ်ပြန်ချက်တွေမှာအညာဘီဝါကလည်းတိုးနေတယ်လို့ပူးပေါင်းပြီးတော့ကာဝယ်မယ်လို့ပြောထားပါတယ်။စကောင်စီအနေနဲ့ မိုးကုန်းနဲ့မိုးမိတ်တို့ကိုစစ်ရေးရချင်းချောင်းနိုင်ရန်အတွက်မန္တလေးတိုင်းအတွင်းမှာထိုးစစ်စင်တာတွေရှိသလို၎င်းတို့ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ကြောက်မဲနောင်ချိုမြို့နယ်တွေဘက်မှလည်းစစ်ကြောင်းထိုးချီတက်နေရတွေရှိရလို့သိရပါတယ်။တော်လိုင်းရေးအင်အားစုတွေဘက်မှလည်းမိုးကုတ်မိုးမိတ်ကိုကာကွယ်ရန်အတွက်အနားယူသွားတဲ့တပ်ဖွဲ့ဝင်ဟောင်းတွေကိုပြန်လည်ခေါ်ယူနေရတွေအပြင်တပ်ဖွဲ့ဝင်အစ်စ်တွေနဲ့အခြားတော်လိုင်းရေးတပ်ဖွဲ့တွေကိုလာရောက်ပူးပေါင်းရန်အတွက် ဖိတ်ခွန်နေရတယ်စက်တိုက်ပြုတ်လုံနေရလဲတွေ့ရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ရှိစစ်ကောင်စီလက်အောက်ခံရွှေပေါက်ကန်နယ်မြေရဲစခန်းမှာကင်းလက်ထွက်လာတဲ့ရဲတွေကိုမိုင်းခွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီရဲနှုတ်ရဲမနဲ့ထိခိုက်မှုရှိခဲ့တယ်လို့ရန်ကုန်အာမေ WY အဖွဲ့ကတာဝန်ရှိသူက BBN ကိုပြောပါတယ်အော်တိုဘာလ31ရက်ည09:18မိနစ်မှာစစ်ကောင်စီလက်အောက်ခံရွှေပေါက်ကန်နယ်မြေရဲစခန်းမှာစိုင်းကင်နဲ့ကင်းလက်ထွက်လာတဲ့ရဲတွေကို ပြင်းအမြင့်မိုင်းနှလုံးလက်ပြပုံတစ်လုံးတို့နဲ့တိုက်ခတ်ခဲ့ရာနှစ်ဦးတည်းမနယ်ထိခိုက်မှုရှိနိုင်တယ်လို့ဆိုပါတယ်။ဆိုပါတိုက်ခတ်မှုကိုရန်ကုန်အာမေ YA နဲ့နောက်ပိုင်းခရိုင်ပကဖတ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတပ်ဖွဲ့ဝင်တွေလည်းဘေးကင်းခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့မနယ်ပိုင်းမှာလည်းရှိပီတာမြို့နယ်9ရက်ွက်ရှိစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးရုံးကိုလက်ပြပုံနှလုံးနဲ့ပြစ်သွင်းတိုက်ခတ်ခဲ့ရာအုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ပြူတွေ9ဦးခန့်ထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေစစ်ကောင်စီပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လောက်ကင်နေကြသူတွေကိုဆက်လက်ပြီးတော့အပြင်းထန်တိုက်ခိုက်သွားမှာဖြစ်ကြောင်းကိုလည်းရန်ကုန်အာမေအဖွဲ့ကအသိပေးထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာမွန်ပြည်နယ်ကနိုင်ငံရေးပါတီတွေပေါ်ပေါ်ထင်ထင်မဲမဆွဲရဲကြဘူးလို့ဒေသခံပြည်သူတွေက BBN ကိုပြောပြပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဟာအော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့ထိမဲဆွဲရဲအဖြစ်သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။ ဥရောနိုင်ငံရေးပါတီတွေကမြို့နယ်ရက်ကျေးပါတီရုံးတွေနဲ့ရက်ွက်တွင်းမှာပါတီဝင်အနေငယ်နဲ့မတိမသားမဲဆွဲနေရတယ်လို့မော်လမြိုင်မြို့ကန်တူဦးက BBN ကိုပြောပါတယ်။2020ခုနှစ်ရွေးကောက်ပွဲမဲဆွဲကာလမှာဆိုရင်နိုင်ငံရေးပါတီတွေဟာပါတီဝင်ရန်သူတွေနဲ့အတူမြို့နယ်အတွင်းလှည့်လည်စည်းရုံးတာတွေလောက်ခဲ့ပေမဲ့စေအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲမှာလူမှုတွေကစိတ်ဝင်စားမှုမရှိဖြစ်နေကြတယ်လို့လည်းသူကဆက်ပြောပါတယ်။ နိုင်ငံပါတီအချို့ကအခြေခံလူဒန်းစားမိသားစုအချို့ကိုလက်ဆောင်ပစ္စည်းတွေပေးပြီးမဲဆွယ်စည်းရုံးနေတာတွေလည်းတွေ့ရတယ်လို့မြို့ကန်အချို့ကပြောပါတယ်၂020ရွေးကောက်ပွဲမှာမဲမတမာမှုရှိတယ်လို့ဆွဆွဲပြီးအာဏာသိမ်းလိုက်တဲ့စစ်ကောင်စီဟာသူတို့ကျင်းပမဲ့ရွေးကောက်ပွဲမှာမဲစင်းတွေအမှားယွင်းများနေတာကိုလည်းအတိလင်းဝန်ခံခဲ့ပါတယ်အဲ့ဒီမဲစင်းတွေကိုလည်းကြီးစုသူမရှိသလောက်နဲ့ပါနေတယ်လို့စိတ်ဝင်စားမှုမရှိနေဘူးလို့လည်းပြည်သူတွေကမှတ်ချက်ပြုကြပါတယ် စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတစ်ကိုမြို့နယ်ပေါင်းတရနှမြို့နယ်မှာကျင်းပမှာဖြစ်ပြီးမွန်ပြည်နယ်မှာကြိုက်ထုတထုံချောင်းစုံကြိုင်မယောနဲ့မော်လမြိုင်မြို့တို့မှာကျင်းပမယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်မွန်ပြည်နယ်မှာမွန်ညင်ညွင်ရေးပါတီ MUP နဲ့စစ်တပ်ကြောထောင်းနောက်ကောင်ပေးထားတဲ့ကြံ့ခိုင်ရေးပါတီအပါအဝင်နိုင်ငံရေးပါတီကိုကူကဝင်ပြိုင်မှာဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲကို နိုင်ငံတကာအချို့အပါအဝင်တော်လှန်ရေးအင်အားစုတွေကအတိအမှတ်ပြုလက်မခံဘူးလို့ပြောဆိုထားပါတယ်။ ောက်ထပ်သတင်းပုတ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုကိုရီးချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရှိတော်အရှာနိုင်ငံများသင်အာဆီယံကလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလေးလာသူတွေဆီလို့မှမဟုတ်ဘူးလို့တမရဖာဒီနန် အာမာကို့စ်ဂျူနီယာကအော်တိုဘလာ29ရက်အင်ကာနေညကအတည်ပြုပြောကြားခဲ့ပါတယ်။29ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်ထိပ်သီးအစည်းအဝေးတွေပြီးတဲ့နောက်မီဒီယာနဲ့တွေ့ဆုံစဉ်မာကို့စ်ကစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဆီလိုရေးကိစ္စကို အဆင့်မြင့်အစည်းအဝေးမှာလေးပေးဆွေးနွေးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အာဆီယံကနိုင်ငံတိုင်းကိုယ်ပါသာဆုံးဖြတ်ဖို့ထားခဲ့တာလို့ကျွန်တော်ထင်ပါတယ်။အာဆီယံကဘုံရက်တီချက်တစ်ခုနဲ့တွားမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုတွေမှာမတူညီတဲ့ကြံဉာဏ်တွေရှိနေလို့ပါလို့သူကပြောကြားခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဘာလို့တင့်နေထင်လဲဆိုတာကိုဖိလစ်ပိုင်နေနဲ့ဆုံးဖြတ်သွားမှာပါ။ချားနိုင်ငံတွေဘာလို့တင့်လဲဆိုတာပါစောင့်ကြည့်သွားမှာပါလို့သူကပြောကြားခဲ့ပါတယ်ဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲကျင်းပမယ့်အချိန်မတိုင်ခင်နိုင်ငံတွေဘာလို့ရမလဲဆိုတာ သဘောတူညီချက်ရနိုင်သေးတယ်လို့မာကုစ်ကအကောင်းအမြင်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဖိလစ်ပိုင်ကကိုပိုင်လေးလာသူဆေးလွတ်မလားသူမဟုတ်အစုအဖွဲ့ရဲ့ယက်တီချက်နဲ့ကန့်ညီမလားဆိုတာကိုတော့သူကအတိအကျမပြောခဲ့ပါဘူး။အာဆီယံအဖွဲ့ဝင်နိုင်ငံများကြားအမြင်သဘောထားကွဲလွဲမှုများရှိကြောင်းမှုဆောင်ရာရှိချုပ်ကမျှဝေခဲ့ပေမဲ့အမြင်ကွာခြားချက်တွေကကြီးမားမားမရှိခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်။အော်တိုဘလ29ရက်နေ့မှာကျင်းပခဲ့တဲ့15ချိန်မြောက်အာဆီယံကုလသမဂ္ဂထိပ်သီးအစည်းအဝေးမှာ လသမဂအထွေထွေအတွင်းရမှုကြောင့်အန်တိုနီယိုဂူဒါရက်စ်ကမြန်မာနိုင်ငံရဲ့ဝမ်းနည်းပွဲအခြေအနေကြောင့်ထိတ်လန့်တုန်လုံးမိကြောင်ပြောကြားခဲ့ပြီးတော့စစ်တပ်ရဲ့အာဏာသိမ်းမှုဟာနိုင်ငံအတွင်းကပ်ဘေးတွေထက်ဆင့်ဖြစ်ပွားခဲ့ကြောင်ထောက်ပြခဲ့ပါတယ်။ကုလသမဂခေါင်းဆောင်ကအကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့တောင်းဆိုမှုကိုထက်လောင်းအတီးပြုတ်ခဲ့ပြီးတော့ပြည်ထောင်ကနေကင်းလွတ်ခွင့်တန်တရားကိုအဆုံးသတ်ရမယ်လို့သူကပြောကြားခဲ့ပါတယ်။ကျွန်တော်ရစ်ချတ်ပါ ယနေ့နိုဝင်ဘာလ၁ရက်နေ့ BBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်ကိုထွန်းပါ